ပရီးမီးယားလိပွဲစဉ်28ချယ်ဆီနဲ့လက်စတာစီးတီးမင်္ဂလာပါကိုကိန်းစတာဖုတ်ဘောရှုနဲ့ချယ်ဆီတီဗီယာနဲ့အပြောင်းအလဲတော်များအားလုံးကိုကြည့်ပါရစေတနင်္ဂနွေညရှင်နိုင်ခွဲမှာရှင်ပြိုင်ကစားမယ်ချယ်ဆီနဲ့လက်စတာစီးတီးတို့ရဲ့ပွဲကြို30ချက်ကိုကျွန်တော်ညီကိုနဲ့အတူတူလုံသွားခြင်းပါတယ်ခင်ဗျာဆိုတော့ပထမဆုံးအနေနဲ့ဒီပွဲပေါ်မှာမြင်မိတဲ့အမြင်လေးတွေရှူတောင်းလေးတွေကိုကျွန်တော်ဆွေးနွေးရအောင်ချယ်ဆီကကိုပေကင်နဲ့ပွဲကို အာယုံစိုက်နေမလားတဖက်လက်စတာစီးတီးကတော့တန်းစင်းဆုံးယုံအပါညာလည်းမရှိတော့ပါဘူးဒီနေ့ရာဒီကလက်စတာတန်းစင်းသွားပြီလို့တော့ပြောလို့ရတယ်လက်စတာလုံးဝအစိမ့်မရှိအစွဲမရှိတဲ့အသင်းအသင်းတိုင်းလိုလိုရှုံးနေကိုယ်တွေလည်းပြန်မသွင်းနိုင်ဘူးအဲ့လောက်ထိကိုရုပ်ပြက်စင်းပြက်ဖြစ်နေတာစောက်တဲ့တဲ့တောင်အချိန်လေးစိုးတယ်ဗျာအဲ့လိုအသင်းမျိုးကိုကိုပေကင်းနဲ့ကစားမှုရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ညှတာမှုမပေးတင်ဘူးပေါ့နော် ရှာရရတလို့ဂိုးတွေအများကြီးတွင်းရင်းနဲ့ကိုပေဟီကင်းတဲ့ဘွဲကို prepare လုပ်တဲ့။နောက်ထပ်အရေးကြီးတဲ့ဒီပိုင်းက Chelsea က conference league မှာအဲ့လောက်ပြဿနာမရှိဘူး။သူတို့ပထမအကြော့ရခဲ့တဲ့ result ကပြိတ္တရတော့ဗျာ။စွမ်းဆောင်ရပိုင်းကိုအရင်သဘောမကျဘူး။သို့တော့2-1အဲ့လုံလောက်သွားပြီ။အိမ်ကွင်းမှာမရှုံးရင်ရပြီဗျာ။ကိုပေဟီကင်းရဲ့လူစင်းစုဖွဲ့မှုကလည်းအဲ့လောက်ကောင်းတာမဟုတ်ဘူး။အတင်းရဲ့ class အရာလည်းဘရုတ်တွေမှာပေါ့။ပထမအိမ်မှာဆိုရင် Chelsea ကိုတော့မှ ကိုပြန်မသွင်းနိုင်ဘူးတော့ချယ်သီးပထမပိုင်းတော်တော်ဆိုးတဲ့အချိန်နေတော့ဒီ conference league မှာအဲ့ဘွဲကြည့်တဲ့သူတွေအားလုံးဒီမှာအဲ့ဒါတော့ကိုမသွင်းနိုင်ဘူးအဲ့တော့ England Stamford Bridge မှာတကယ်ချယ်သီးရဲ့လူဆုံးတက်ဆုံးအင်အားကြီးနဲ့ကံမယ်ဆိုရင် မရှုံးဘူးဗျအဲ့ဒါတေးကြတယ်ကျွန်တော်ဘာကြောင့်ကိုပေကင်းရဲ့ဘွဲကိုအမြဲတမ်းလို့ထည့်ပြောနေရလဲဆိုတော့ဒီဘွဲစဉ်ပေါ်မှာကျွန်တော်ချယ်သီးတင်အာယုံစူးစိုက်မှုအပြေအဝရနိုင်ပါမလားဂိုးတွေသွင်းနိုင်ပါမလားဆိုတဲ့အပိုင်းနဲ့ချိန်ဆချင်လို့ပြောနေတာโอเคအဲ့တော့ကျွန်တော်က EPL မှာ ဘာမှမသေးကြမီရအောင်ဗျ124ဝင်ခွင့်တနေရာအတွက်နေရာတနေရာဖယ်ပြီးလိုက်ရပြီအာရင်းနဲ့လီဗာပူးအဲ့တော့ချန်နဲ့နှစ်နေရာအတွက်ကျွန်တော်ကြိုးစားရမယ်မန်စီးရီးယားကျွန်တော်တို့အားကောင်းမောင်းတန်ဖြစ်တယ်အဲ့ဒါညင်းလို့မရအောင်သူ့ဘာသူဘယ်လောက်ပဲတိုင်ပတ်တိုင်ပတ်မန်စီးရီးဒီ124ဝင်ခွင့်တနေရာတော့ဗျာသေချာတယ်ဗျာအဲ့ကျွန်တော်နောက်ထပ်တနေရာဖယ်ပြီးလိုက်နံပါတ်3ဆိုတဲ့တနေရာနံပါတ်4တနေရာပဲရှိတော့တယ်နံပါတ်4တနေရာကိုပြိုင်ဆိုင်ရမယ့်အသင်းတွေက Newcastle, Northern Forest, ဘုံမောက်ဒီအသင်းတွေကိုကျွန်တော်ကြော်တတ်ဖို့လိုတယ်အဲ့တော့ပရီးမီးယားလိပွဲစဉ်တိုင်းက conference league တက်အရေးပါတယ်ဗျာ conference league ရသွားရင်ကျွန်တော်ဘာဖြစ်မလို့ဟာငါတို့ကဥရောပမှာတဲ့မလားဖလားတုံရဘူးတဲ့ဘာညာအဲ့ဒါပဲကြွယ်လို့ရမှာတဲပြောရင်တော့ conference league ကဘာမှ class ရမရှိဘူးမနေ့တနေ့ကမှပေါ်လာတဲ့ tournament တစ်ခုတာမန်အသင်းတွေတောင်ဖလားရတယ်မော်ရီညိုခင်မကောင်းတော့တဲ့အချိန်ရိုးမားနဲ့ဖလားရနောက်တော့ဝက်ဆန်ကြီးတောင်ရတယ်ဗျာစဉ်းစားကြည့်လိုက်အဲ့ပြောချင်တာ ဒီနံပါတ်၄တနေရာအရေးကြီးတယ် conference ရရေးမြရေးရဘေးပဲအဲ့တော့ကိုဘေဟီကနဲ့ဘွဲကိုအာယုံ site ရမလို့ဒီဘက်မှာပဲ focus အပြည့်ထားပြီးဂိုးပြတ်သွင်းဖို့လိုတယ် okay အဲ့ကျွန်တော်အားရှာရဲ့အကြောပေးမှုတွေကိုစပြီးဆွေးနွေးကြအောင် Chelsea 2D ပေးမှာပေါ့ကျွန်တော်ရှင်းမှာပြောခဲ့တဲ့အချက်လက်တွေနဲ့ပြန်ချိန်ကြည့်လေ2ရ ပြင်းထန်အောင်ရှင်းမယ်မပေးလို့မရအောင်ချယ်ဆီကအခုနောက်ပိုင်းဂိုးသိပ်သွင်းတဲ့အသင်းမဟုတ်ဘူးနော်အဲ့ဒါတော့မှတူးတီပေးထားတာကိုကြည်ချင်းအပြင်ချယ်ဆီရဲ့သွင်းကိုတွေကအနည်းဆုံး2ဂိုးလောက်ရှိမယ်ဆိုတဲ့သဘောမျိုးပါပဲတူတယ်ကုန်းနဲ့တစ်ချက်ပြန်ချင်းကြည့်အောင်၃လုံးအရှုံးဖြစ်ပါတယ်ဒီတူတယ်ကုန်းကတော့နှစ်သင်းပေါင်းသွင်းကို2-1လောက်ပုံစံမျိုးဖြစ်သွားနိုင်တယ်လို့ဒါမှမဟုတ်လေချယ်ဆီ2-3လောက်နဲ့ကတ်နိုင်သွားတဲ့ပုံစံမျိုးလည်းဖြစ်သွားနိုင်တယ်အမြင့်ဆုံး3-0နဲ့နိုင်တာမျိုးလည်းဖြစ်သွားနိုင်တယ်လက်စတာရဲ့ဂိုးပြန်သွင်းမှုကိုကျွန်တော်ထက်တွက်စရာတော့မလိုဘူးအဲ့တော့ကြောင့်ကျွန်တော်ကတူတယ်ကုန်းကိုတော့ ဟိုမရွေးပေးပါဘူးဒါပေမဲ့ handicap ရ Chelsea ရဲ့ twin ကအနည်းဆုံး2ကိုရှိလောက်တယ်ဆိုတော့ကျွန်တော်ရွေးချယ်မှုကလည်း handicap ရ Chelsea ပဲဖြစ်ပါတယ်90ခန်းတော့တော့လိုရတဲ့ twin ကိုပမာဏနဲ့ရပြီးနိုင်သွားမယ်လို့ထင်တယ်ချက်နဲ့90ခန်းတော့တော့တူးဒီဖြစ်သွားမယ်လို့ထင်ပါတယ်ခင်ဗျာကဲကျွန်တော်နောက်ထပ်ပိုင်းဒီနေ့သင်ကြားရတဲ့ king နဲ့အချက်လက်တွေကိုတစ်ချက်ဆွေးနွေးကြည့်အောင်နောက်ဆုံး6ချိန်ထိတိုက်တွေ့ဆုံမှုမှာ Leicester Chelsea ကိုတစ်ချိန်တစ်ခါမှမနိုင်ခဲ့ဘူးပါဘူး Chelsea ကပဲ9ချိန်နိုင်ပြီးတစ်ချိန်သေးကြထားပါဗျာ တည်ကြတဲ့အချိန်ကတော့ကျွန်တော်2021 20ဘောလုံးရာသီတုန်းကတည်ကြခဲ့တာဖြစ်ပါတယ်အဲတုန်းကတော့ဝန်ဝန်ပေါ့နော် Leicester City အားကောင်းမောင်းတန်ရှိနေတဲ့အချိန်လို့တောင်ပြောရမယ်တိုးတော့အဲ့ချိန်ကာလာတုန်းကတော့မှကျွန်တော်တို့ Chelsea ကိုရှင်မကစားနိုင်ခဲ့ပါဘူးကျန်တဲ့အချိန်ဒီမှာတော့ပြောမနေနဲ့တော့ပေါ့နော်အဲ့တို့ကြောင့်ဟတ်တူဟမ်းမှာကျွန်တော်တို့ Chelsea အတင်းကအပြတ်အသတ်အသာကြီးရနေတယ်လို့ပြောနိုင်ပါတယ်နောက်ထပ်တစ်ပိုင်းဒီနေ့တင်းရဲ့နောက်ဆုံး6ပွဲဆက် current form ပေါ့ ချက်ဒီကတော့နောက်ဆုံး6ပွဲမှာ3ပွဲနိုင်ပြီ3ပွဲရှုံးထားပါတယ်တေးပွဲလုံးဝမရှိပါဘူးရှုံးတဲ့ပွဲစဉ်တွေကတော့ Aston Villa Brighton စတဲ့အသင်းတွေကိုရှုံးထားတာပါ Brighton ဆိုရင်နှစ်ခါတော့ရှုံးတယ်ဘယ်လောက်ထိနော်အရှုံးနာတယ်နိုင်တဲ့ပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်တော့ Southampton ကို၄ကို Copenhagen ကို2-1 Watson ကို2-1ဂိုးတွေကတော့အရင်မသွင်းဘူးတို့ပြင်မယ်လေ Southampton ရဲ့ပွဲစဉ်မှာ၄ကိုသွင်းရတာဒီပွဲအတွက်အများကြီးအကျိုးသက်ရောက်မှုရှိနိုင်ပါတယ် Leicester City တင်းရဲ့ အခုနောက်ဆုံးကစားရတဲ့6ပွဲရလဒ်ကိုပြောမယ်ဆိုရင်တပွဲနိုင်5ပွဲရှုံးဖြစ်ပါတယ်ဒီထဲမှာ details တက်ပြီးပြောမယ်ဆိုရင် နောက်ဆုံး4ပွဲဆက်ရှုံးတာပါတယ်အဲ4ပွဲဆက်မှာ Leicester City ရဲ့အခြေအနေဘယ်လောက်ဆိုးသလဲဆိုတော့တကူးမောက် Premier League ပွဲစဉ်တွေမှာပြန်ပြီးမသွင်းနိုင်ခဲ့ဘူး FA Cup ပွဲစဉ်တွေမှာပဲ Man United ကိုတကူးပြန်သွင်းနိုင်ခဲ့တယ်အဲ EPL မှာပို့ပြီးရုပ်ပေါက်တယ်နောက်ဆုံး4ပွဲဆက်ယူပဲအဲ့ဒီရှုံးတဲ့ result တွေကိုကျွန်တော်အသေးစိတ်ပြောပြမယ်နော် Everton ကို4-0 အာစနယ်ကို2-0ဘရန်ဖို့4-0ဝက်ဆန်ကို2-0အဲ့တော့ဝက်ဆန်တို့လိုအသင်းမျိုးတွေเนาะ Everton လိုအသင်းမျိုးတွေတောင်မှဂိုးပြတ်နိုင်တာကျွန်တော်တွေက2-0ဆိုတဲ့ result မဖြစ်နိုင်ဘူးလားကိုပင်ကင်ပွဲရှိပြင်မဲ့ကျွန်တော်ရှင်းမှလည်းပြောပြီးနော်အဲ့ပွဲကအဲ့လောက်ထိအာရုံစိုက်နေစရာမလိုဘူးအဲ့တော့ကြ handicap ပါကျွန်တော်ရွေးချယ်မှုကပို့ပြီးခိုင်ပါတယ် Chelsea ပဲနော်အဲ့တော့ Leicester ရဲ့ away win result တွေကအတော်လေးကိုကြောက်ဖို့ကောင်းတယ် တောက်ဖို့ကောင်းတယ်ဆိုတာစိတ်ပြတ်ဖို့ပြောတာပါတကူးမအောင်ပြန်ပြီးမသွင်းထားနိုင်ပါဘူးဟုတ်ပြီအဲ့တော့ကျွန်တော်နောက်တစ်ပိုင်းက Chelsea ရဲ့အင်ကွင်း Reset တွေလေးပွဲနိုင်တပွဲတည်တပွဲရှုံးရှုံးတဲ့ပွဲက Fulham ကို2-1နဲ့ရှုံးတယ်တည်ကြတဲ့ပွဲကဘုံမောက်ကိုတူတူတည်ကြတယ်နိုင်တဲ့ပွဲတွေမှာ Southampton, Watson, Wolverhampton, Morecambe စတဲ့အသင်းတွေကိုနိုင်တာပါနိုင်ရမယ့်ပွဲတွေကိုတော့နိုင်ပွဲလေးတွေရအောင်ပုံဖော်ပေးထားတဲ့ပုံစံမျိုးလေးပေါ့နော်။ Chelsea က နောက်ပိုင်းပွဲတွေမှာအဓိကတိုင်ပတ်တာအဝေးကွင်းပွဲတွေတိုင်ပတ်တာအိမ်ကွင်းစွမ်းဆောင်ရင်ကတော့မစိုးပါဘူးတပတ်ကလက်စစီဒီကိုကြည့်မယ်ဆိုရင်အခုနောက်ဆုံးကစားတဲ့အဝေးကွင်းပွဲစဉ်6ပွဲမှာ5ပွဲရှုံးပြီးတပွဲနိုင်တယ်နိုင်တဲ့ပွဲက Torreon Sport 2-1နဲ့နိုင်တာပါတော်တော်ချိန်နေဆိုတယ်စပါးကလည်းရှုံးတဲ့ပွဲစဉ်တွေက အတင်းကောင်းလည်းပါတယ်မကောင်းတဲ့အတင်းလည်းပါတယ်မျိုးစုံရှုံးတာပါအဝေးကွင်း result လုံးဝမကောင်းပါဘူးအဲ့ဒီကြောင့်ကိန်းနဲ့အချက်လက်မှာ Chelsea ကအဖက်ဖက်ကအသာကြီးရနေတယ်လို့ပြောရမှာဖြစ်ပါတယ်ကဲနောက်ဆုံးပိုင်းကျွန်တော်ဘီယာပိုင်းချင်းကပ်မှုအနေငယ်လောက်ပါမယ် Chelsea နဲ့ပတ်သက်ပြီးတော့ပဲအဓိကထားပြီးဆွေးနွေးပါမယ်ခင်ဗျ Chelsea ရဲ့အဓိကပြဿနာကကစားသမားရဲ့ဂျာရီရဲ့ relation အစဉ်ပိုင်းဗျတော်တော်အားနည်းသွားတယ်ပေါ့နော်ယာတီအစမှာတော့အဲ့ relation အစဉ်တော်တော်ကောင်းခဲ့တာဂျေနဆန်ချိုကိုပါမှာနိုနီမရီယာဂီရိုရဲ့ ဒီရှေ့က try ကိုစုဖွဲ့မှုကတော်တော်ခမ်းနားခဲ့ပေမဲ့အခုနောက်ပိုင်းမှာပျောက်သွားတယ်အသင်းလိုက်စွမ်းဆောင်ရည်ကျလာတဲ့အမြရာသီစပွဲတဲ့နေ့မှာစွမ်းဆောင်ရည်ကောင်ပြထားတဲ့ကစားသမားတွေကလည်းယုံကြည်မှုတွေပျောက်သွားတယ် form တွေအောက်သွားတယ်ကစားသမားတယောက်နဲ့တယောက်ကြားရတဲ့နားလည်မှုတွေကင်းသွားတယ်အဲ့တော့ကြောင့် JD တို့ပါမားတို့နောက်ပိုင်းပွဲတဲ့နေ့မှာပြန်ပြီးတော့ဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်ကျန်တဲ့ဘိုင်းမှာတော့ခြေစည်းကပြည့်တယ်ဗျအသင်းတသင်းရဲ့ပုံစံပေါ်အောင်ကိုသူတို့ကစားနိုင်တယ် ဒါကျွန်တော်ကချန်နဲ့ဘွဲတင်တွေကိုပြောတာမဟုတ်ဘူးစပ်တတနဲ့ဘွဲတင်မှာအဲ့လိုမျိုးကစားတဲ့ဟန်ကိုပြန်ပြီးတော့မြင်လိုက်ရလို့သူတို့ကစားသမားတွေရဲ့ဂျားတွေကချိတ်ဆက်မှုဘိုင်းနဲ့မန်တလတီဘိုင်းသာကောင်းရင်ချယ်ဆီသည်အသင်းတိုင်းကိုရှင်ကစားနိုင်တဲ့အသင်းတစ်သင်းလို့ကျွန်တော်သတ်မှတ်လို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့အဲ့လိုမန်တလတီတွေယော့ပြီးတော့ကစားသမားတွေရဲ့ချိတ်ဆက်ဘိုင်းတွေကကြောင်တောင်ကြာတတာကြီးဖြစ်နေလို့ရှိမှကကြိုးကကြောင်ရလက်တီစိတ်ပြက်ဖို့ကောင်းတဲ့ရလက်တီပေါ်ထွက်ခဲ့တာပါအဲ့တော့ကြောင့်အန်ဒိုမော်ရက်စကာရဲ့ လူထုတ်ပုံအရင်ကြီးကြည့်ပါတယ်လက်ရှိချိန်မှာကျွန်တော်ချယ်ဆီ overload လုပ်ရုံကလွင်ရင်တခြားကစားတဲ့ပုံစံကတော့အသင့်မဖြစ်ဘူးလို့ထင်တယ် necklace justin ထဲလဲတိုက်စစ်မှုတယောက်ဆိုရင်မဲ့ကျွန်တော် overload လုပ်ပြီးတော့အဲ့လိုဖိသွင်းတဲ့ပုံစံမျိုးပဲကစားရမှာပဲတိုင်မဲ့အသင်းကလည်းထားပါတော့ central zone မှာစနစ်တကျနဲ့ overload လုပ်ထားမယ်အဲ့တော့ overload overload ဆိုအများကြီးပဲ central zone မှာအခုကစားနေကြတဲ့ hand တွေပေါ့ပြီးရင် तू ကအသင်းဆိုရင်တနည်းအားဖြင့် attacking ကစားနေတဲ့အသင်းဆိုရင်နေရာလုံးမှာရှိနေတဲ့ကစားသမားကိုပြန်ပြီးတော့ခွဲထုတ်ပေးလိုက်တာတနည်းအားဖြင့် isolation လို့ခေါ်တယ်အဲ့ဒါ ဲ့လိုပုံစံမျိုးရင်းနဲ့ပဲစော့တာဘာကြောင့်လဲ pocket space ဒီမှာနေရာယူရတာခက်ခဲလာတဲ့အတွက်ကြောင့်ပါ bottom pocket ပဲဖြစ်ဖြစ် top pocket ပဲဖြစ်ဖြစ် outside of pocket ပဲဖြစ်ဖြစ်ခံစစ်ကစားတဲ့အသင်းတွေဒီစီးနဲ့စနစ်နဲ့တေချာကစားလာကြတယ်အဲ့တော့ကြောင့် pocket space ဒီမှာအဓိကနေရာယူလေးရှိတဲ့ပါမားကိုတိုင်ပတ်သွားတာနီးပြပါမားကိုဒီနေရာမှာကစားဖို့မသင့်တော့ဘူးဆိုရင်တခြားနေရာကိုပြောင်းလဲပြီးတော့ကစားစီရမယ်ဒါမှမဟုတ်ရင်လည်းပါမားကစားချအောင် တခြားနေရာတွေမှာပို့ပြီးတော့ overload တွေလောက်ရမယ်။ဒါမှမဟုတ်လေ channel တွေကနေအပြုပြီးကစားရမယ်။ channel ရဲ့အဓိက hand jet ပေါ့နော်။အဲ့ဒီ hand jet ဘိုင်းကလက်ရှိအချိန်မှာညီဖို့တော်တော်လေးခက်ခဲနေတာဖြစ်ပါတယ်။ hand jet တစ်ချက်ညီသွားပြီဆိုတာ ਨੇ ဂိုးတွေလည်းရတယ်ဗျ။အဲ့ဒါ subtitle နဲ့ဘွဲမှာကျွန်တော်တို့တေချာမြေဝါးတင်နေမြင်ခဲ့ရတာ။ကိုပေကင်းနဲ့ဘွဲကြောက်ကလည်းအဲ့လို hand jet ညီဖို့မပြောနဲ့။ပွဲထွက်ကစားသမားတွေကဘာရီမှန်းမသိဘူး။အဲ့လိုစော့သွားတာပေါ့နော်။ဆိုတော့ချယ်ဒီရဲ့ပွဲထွက်လူစင်းကအရင်ကြီးကြီးတယ်။ တေချာစနစ်တကျနဲ့ပွဲထွက်လာမယ်ကစားသမားချင်းကြားထဲမှာအဲ့ပွဲထွက်ကစားတဲ့အချိန်မှာနားလည်မှုအားကောင်းကောင်းနဲ့စော့မယ်ဆိုရင် Leicester City ကိုဂိုးမပြတ်နိုင်စရာအကြောင်းတော့မရှိဘူးအဲ့တို့ကြောင့်ကျွန်တော်ကတော့ Chelsea တင်းကိုပဲအားပေးချင်ပါတယ်ခင်ဗျာ